တတိယမြောက်တော့ထွက်ပေါ်လာတဲ့အခါမှာတော့ရေကျန်းစီမှာတော့တခုရှိနေပြီသားဖြစ်လို့အချင်းနှိရှုပ်ထွေးနေတုံဆုံချွဲကအရင်တော့ပုံခိုင်းထားလိုက်တယ်လို့တူမီတာစုကိုရဲ့တော်တွေကလည်းတတိယတော့ကိုအရင်ဆုံးလူယူပြီးတဲ့အခါကျမှရေကျန်းနောက်လိုက်တက်ကြမယ်ဆိုပြီးအစီစဉ်ဆွဲလိုက်ကြပါတယ်။ဒါပေမဲ့တတိယတော့ကလည်းကိုတော်ပိုင်းအနာထပ်ပေါ်လာပြန်လာကြောင့်အာယုံဆိုင်မှုပြန်ခံလာရပြီးဆုံချွဲကအချိန်ဆွဲရင်ဆိုင်ပေးထားမယ်ဆိုကရေကျန်းကိုထွက်သွားခိုင်းပေမဲ့ကိုတော်ပိုင်းကဆုံချွဲကိုသာထွက်သွားခိုင်းလိုက်ပြီးတောနဲ့ဝေးရာထွက်ပြေးလိုက်ပေမဲ့အချင်းနီတာဖြစ်နေရပါတယ်။ သူရှေမေကသူ့လူတွေကိုရဲကျန်းစီလိုက်တိုက်ခိုင်းပြီးတော့ကိုလူယူလာခိုင်းလိုက်တယ်လို့ကိုတော်ပိုင်ကတော့ကိုဆက်ဆုပ်ယူနေမယ်ဆိုရင်လူသားရိပ်မိသွားကြလိမ့်မယ်ဆိုပြီးဆုံချွဲကိုတတိယတော့နောက်လိုက်ခိုင်းလိုက်ကကိုတော်ပိုင်ကဒုတိယမြောက်တော့နဲ့အတူမျက်ခြေဖြတ်ဖို့ပြင်လိုက်ပါတယ်။ဒါပေမဲ့တော့ကကိုတော်ပိုင်နောက်ပဲဆက်လိုက်နေခဲ့တာကြောင့်တူမီတာစုကိုရဲတော်တွေနဲ့ဆုံချွဲတို့လည်းဖမ်းမရဖြစ်နေခဲ့ရတဲ့အချိန်တူမီတာစုကိုရဲတော်တယောက်ကဆုံချွဲကိုတွေးထွက်တန်ရာရအောင်တိုက်ခိုက်လိုက်နိုင်ပါတယ်။ ကိုရဲတော်ကဆုံချွဲကိုသူရင်ဆိုင်ထားလိုက်မယ်ဆိုပြီးကျန်တဲ့လူတွေကိုရဲကျန်းနောက်လိုက်ခိုင်းလိုက်တဲ့အခါကိုရဲတော်တွေကအဝေးပြစ်တိုက်ခိုက်မှုတွေနဲ့အနောက်ကပြေးလိုက်လာခဲ့ကြသလိုရဲကျန်းကိုလည်းရုံမာတဲ့ကောင်တော်တွေကိုမကောင်းတဲ့နီလန်းနဲ့ခိုးယူသွားတာဆိုပြီးဝိုင်းပြစ်တင်ကြပါတယ်။ကိုတော်ပိုင်ကတော့သူတို့ဘာသာသူ့အနောက်လိုက်လာကြတာသူနဲ့ဘာဆိုင်လို့လဲဟဆိုပြီးပြင်းရင်တွေးလိုက်တဲ့အချိန်တစ်ဖက်လူတွေကရှေးပိတ်နောက်ပိတ်ဝိုင်းညက်တိုက်ခိုက်လာကြတာမို့လူတစ်ယောက်ကိုလဝါချင်းရိုက်ထုတ်လိုက်ရကအဖြစ်ဆွမ်းအားတွေပြင်းထန်လွန်သွားခဲ့တာကြောင့်နေရာတစ်ခုလုံးပောက်ကွဲပျက်စီးသွားရပါတော့တယ်။ ဒီတိုက်ခိုက်မှုအပြီးမှာရဲချမ်းတည်သွားလောက်ပြီဆိုပြီးတူမီတာစုကိုရန်တော်တွေတုံးတက်လိုက်ကြပေမဲ့တကယ်တည်သွားတဲ့သူကသူတို့လူတွေဖြစ်နေကြတာပါကိုတော်ပိုင်ကလူမသက်ချင်းလို့အနောက်ဆုတ်ပေးနေခဲ့ပေမဲ့မင်းတို့ဘက်ကအရန်တည်ချင်းနေရဆိုရင်သူဖြစ်စီပေးလိုက်မယ်ဆိုပြီးနောက်တော့တချောင်းကိုထပ်မံဆုပ်ယူပြစ်လိုက်တာကြောင့်အခြေအနေမကောင်းမှန်းသိနေတဲ့တူရွှေမေကရဲချမ်းကိုသွားတက်ခိုင်းပြီးတော့တွေပြန်ယူခိုင်းလိုက်ပါတယ် ဆုံးကျင်းဝံကသူရွေးချယ်ထားတဲ့သူဟာတော့ခုနှစ်ချောင်းထဲက2ချောင်းတောင်ယူထားနိုင်တယ်ဆိုပြီးတူရွှေမေးကိုလည်းကိုရရတော်တယောက်ကိုဒီလောက်တောင်တိုက်ခိုက်ချင်နေတာလားဆိုပြီးရန်ဆောင်ပြောလိုက်တာကြောင့်တူရွှေမေးကသူ့ဘက်မှာအစွမ်းထက်လူတွေအများကြီးကြံ့နေသေးတာဖြစ်လို့နင်းစိုးရင်ပေးနေတဲ့ရဲကြမ်းကိုကျင်းတည်တက်ပြစ်ပေးမှဆိုပြီးပြင်းပြင်းထန်ထန်ဆက်လက်တိုက်ခိုက်ကြပါတော့တယ် ကိုရောပိုင်ကသူ့ရဲ့လက်ရှိအစွမ်းနဲ့ဆိုရင်ရန်သူတိုင်းကိုအလွယ်တကူရှင်းပြနိုင်ပေမဲ့စိတ်ဝိညာဉ်နဲ့ရည်စင်ကိုင်းရဲ့တိုင်းပညာတွေအသုံးပြုရမှာဖြစ်လို့အသက်ရှင်ခြင်းကျမ်းရဲ့ဒုတိယအဆင့်ကိုအမြင်မြင့်တင်ကျင်နေခဲ့ပြီးလက်ရှိအချိန်မှာလည်းမျက်ခြေဖြစ်နိုင်ဖို့ကသာအာယုံစူးစိုက်ထားနေခဲ့တယ်လို့သိမကြခင်မှာပဲအနီးရောက်မြို့ကိုတွေကြတဲ့ဝင်ရောက်သွားမိလိုက်ပါတယ်။အသက်ရှင်ခြင်းကျမ်းရဲ့ဒုတိယအဆင့်ဖြစ်တဲ့သွေးဘလူးကြီးတွေကိုအဆင့်မြင့်ကျင်နေဆိုရင်တို့တွေကိုထပ်မံစုပ်ယူဖို့လိုအပ်ပေမဲ့ဒီလိုဆက်လုပ်မယ်ဆိုရင် စုပ်မိသားစုဝင်တွေနဲ့ပါပြဿနာတက်သွားနိုင်ပါတယ်။ တဖက်မှာလည်းရဲကျန်းကိုမျက်ခြေပြတ်သွားခဲ့တာကြောင့်ရဟဟုကိုတိုင်တိုက်ပွဲတွေဝင်ရောက်လာခဲ့ပြီးရဲကျန်းကိုသူကိုတိုင်ဆိုင်ပေးထားမှဖြစ်လို့အတုံးမကျတဲ့ကောင်တွေကိုပထမတော့လူနေကြတဲ့တိုက်ပွဲပဲစီပြန်သွားခိုင်းလိုက်ပါတော့တယ် ကိုတော့ပိုင်ကအနီရောက်မြူတွေကြားထဲမှာအမြင်အာရုံပြောက်ကွယ်သွားပြီးဒီမြူခိုးတွေထဲမှာတားမြစ်အစွမ်းတွေပါဝင်နေမှန်းနားလဲသွားခဲ့တာကြောင့်သူ့ကိုတိုက်ခိုက်သူကိုဘသူလဲမင်းမြန်လိုက်ပြီးအကြအာရုံကိုလည်းပိုးဖွင့်ထားလိုက်တဲ့အခါအနီရောက်မြူတွေထဲမှာတားမြစ်စွမ်းတွေပြင်အစိတ်တွေလည်းပါဝင်နေသေးတာမို့ရဲကျန်းကိုတင်မာကျင်းသေးတယ်ဆိုပြီးရဟဟုလည်းဒီနေရာကိုရောက်ရှိလာခဲ့ပါတယ်။စကားတန်တဲ့အတူတွေးကြည့်မြင်တိုက်ခိုက်မှုလည်းကပ်ပါလာခဲ့တာကြောင့်ရဲကျန်းအမြန်ရှောင်တိန်လိုက်ရပါပြီ။ ယန်ဟောဝူကသူ့တိုက်ခိုက်မှုကိုဒီလိုအချိန်မှတောင်ရှောင်းတိတ်နိုင်နေသေးလို့ထူးကဲကြောင်ချီးကျူးလိုက်ပြီးအနီးရောက်မျိုးတွေကသွေးကိုင်းတမ်းမြစ်ချက်ဖြစ်လို့ကုသလို့ရနိုင်မှာမဟုတ်ပဲနာနာကျင်ကျင်နဲ့တဖြည်းဖြည်းတည်ဆုံသွားရလိမ့်မယ်ဆိုပြီးထိုးစစ်ဆင်လာခဲ့ပါတယ် ဒီစကားကြတော့ဒီလောကကြီးထဲမှာကုသလို့မရနိုင်တဲ့ယောဂဆိုတာမရှိသလိုအသုံးမချတဲ့ကောင်တွေကပဲဒီလိုစကားမျိုးပြောကြတာသူဆိုတဲ့ရဲ့ကျန်းကစေဘိုဘေးကြီးရဲ့အမွေးနှစ်ကိုဆက်ခံထားတာဆိုပြီးကိုတော့ပိုင်ပြန်ပြောလိုက်တဲ့အခါတေဂာနီးတောင်မောက်မာခြင်းနေသေးတယ်ဆိုပြီးရန်ဟောဝူထက်တိုက်ခိုက်လိုက်တဲ့အချိန်စကားပြောနေတဲ့အချိန်တွင်မှတိတ်တဆိတ်ဖန်တီးထားခဲ့တဲ့ကိုတော့ပိုင်အစီရင်တွေအသက်ဝင်လာခဲ့ပါတော့တယ်ဒီစီရင်ကခုခံကာကွယ်ဖို့အတွက်ဖန်တီးလိုက်တာမဟုတ်ပဲဖြည့်ဆည်းဖို့ဆက်ခြင်းလို့စေးစီရင်ခြင်းလိုက်တာပါ ဒီလောကကြီးဟာပျက်စီးနေပြီးသားဖြစ်လို့ဘလို့နီးနဲ့ဆေးဖို့ဆက်ချင်တာလဲမင်းရဲ့ဆေးပေါင်းဖို့တွေအကုန်ပျက်စီးနေပြီးသားဆိုပြီးယဟောဝုမေးလိုက်တဲ့အခါကိုတော်ပိုင်ကဒီလောကမှာရှိနေတဲ့အရာတိုင်းကဆေးပေါင်းဖို့ဖြစ်လာနိုင်တယ်လို့သူခန္ဓာကိုယ်ကလည်းဆေးပေါင်းဖို့ဖြစ်လာနိုင်သေးတယ်ဆိုပြီးဆေးဆွမ်းအင်တွေကိုအစီရင်တဲကဆုပ်ယူရင်တိုက်ခိုက်မှုတွေကိုလည်းရှင်းထုတ်ကာကွယ်နေခဲ့ပါတယ်။ဆေးစီရင်တဲကိုသွေးကြည့်မြင်တွေဝင်ရောက်နေကြတာမို့တိတ်မကြခင်မှာပဲကိုတော်ပိုင်လည်းချုံနောက်ခံလိုက်ရပါပြီ။ ဆေးလုံးဖြစ်လာဖို့အချိန်တစ်ခုလိုနေသေးတယ်လို့အပူပေးဖို့လည်းလိုအပ်နေသေးတာကြောင့်ကိုတော်ပိုင်ကရန်ဟောဝူကိုမင်းဆွမ်းကဒီလောက်လေးပဲလားမင်းမှရှိတဲ့အရာတွေအကုန်ထုတ်တိုက်ခိုက်ဆန်းပါဆိုပြီးရန်စပေးလိုက်တဲ့အတွက်ဒေါသထွက်သွားသူကလည်းတွေးတာတစ်ချောင်းတိတ်တီးလိုက်ပြီးခုတ်ပိုင်းပြစ်လိုက်ပါတော့တယ်ထိတွေ့မှုအပြီးမှာတော့နေရာတစ်ခုလုံးပောက်ကွယ်သွားခဲ့ပြီးရန်ဟောဝူကသူ့တိုက်ခိုက်မှုနဲ့ဆိုရင်ရဲကျန်းတေသွားလောက်ပြီလို့တွေးနေလိုက်ပေမဲ့လည်းမင်းကွင်းရှင်းလင်းသွားချိန်မှာတော့ကိုတော်ပိုင်ကအကောင်တိုင်းရှိနေတဲ့အပြင်တွေးစိတ်တွေကိုလည်းအကုန်ရှင်းထုတ်ပြစ်နိုင်နေခဲ့ပါတယ် တကယ်တော့ယဟောဝုကိုအချိန်ဆွဲရန်စနေခဲ့တာ ဖြစ်ပြီးလိုအပ်တဲ့အပူချိန်ကိုလည်းဓာတ်တိုက်ခိုက်မှုကနေတဆင့်ယူလိုက်တာဖြစ်ပါတယ်။ဒီလိုမျိုးကူညီပေးခဲ့လို့သူ့ဘက်ကနေဂျေဇုပြန်ဆက်ရသေးတာပေါ့ဆိုပြီးတစီလောကကျင့်စဉ်ခန္ဓာကိုစတင်ထုတ်ဖော်ပြလိုက်ပြီးအေယာမလက်တီကြီးကိုပြစ်ထိုးပေးလိုက်တာကြောင့်ယဟောဝုလည်းပထမတိုက်ခိုက်မှုကိုတွေးကြည့်မြင်တဲ့အမြန်ကားကွယ်ထားလိုက်ပေမဲ့အတော်လေးတုန်လှုပ်သွားရပါပြီ။ ကိုရောပိုင်ကချီမင်းတွေဆွဲယူပြစ်ပြီးလက်တီးချင်းရင်ဆိုင်တွေ့ပေးလိုက်လို့ရန်ဟုတ်ဝူတွေးအန်လွင်ထွက်သွားရပြီးနောက်ဆက်တွဲတွေကိုရင်ဆိုင်ဝင်ခြင်းမရှိတော့တာကြောင့်အ мян ရှောင်းတိတ်နေခဲ့ရပေမဲ့ပြိုကျလာတဲ့ကြောက်တုံးတွေကိုချီမင်းတွေရစ်ပတ်လိုက်ပြီးရဲချမ်းဘက်ပြန်ပစ်ပေါက်ပေးလိုက်တဲ့အခါနှစ်ဖက်လုံးကတိုက်ရိုက်ခိုက်ရေးတူညီသွားကြပြန်ပါတယ်။ဒီအချိန်မှာပဲလေးခုမြောက်တော့ထပ်မံထွက်ပေါ်လာခဲ့ပြီးထုံးစံအတိုင်းကံကောင်းသူကြီးနာကိုရုတ်တရက်စုဝေးရောက်လာပြန်လို့ကြောက်တုံးအောက်အဖိခံထားရသူလဲရှောင်းဖဲနိုင်ခြင်းမရှိခဲ့ပဲခနာကိုယ်တဲ့ဝင်ရောက်ခွင့်ပေးလိုက်ရပါပြီ။ ယဟောဝုရဲ့မယုံကြည်နိုင်တဲ့အကြီးတွေရှိမှပဲကိုတော်ပိုင်တယောက်စွမ်းအားတွေပို့တိုးလာခဲ့ပြီးခုနှစ်ယောက်မြောက်လူပလူခန္ဓာကြီးကိုလည်းဆင့်ခေါ်လိုက်နိုင်တာကြောင့်တာမန်လဝါရိုက်ချက်တစ်ခုကိုယဟောဝုတောင်းခံနိုင်ခြင်းမရှိတော့ပဲအသက်ကယ်ယတနာတစ်ခုသုံးကအမြန်ထွက်ပြေးသွားခဲ့ရပါတယ်။ယန်သူထွက်ပြေးသွားလို့အားမလို့အားမရဖြစ်နေတဲ့အချိန်နောက်ထပ်ကိုရတော်ဖြစ်တဲ့ကျင်းရရှန်ကရက်တောင်တစ်ချက်နဲ့လေမုန်တိုင်းတွေဆင့်ခေါ်ရင်းအလင်းငိုက်ဝင်တိုက်လာခဲ့ပေမဲ့ကိုတော်ပိုင်ကလက်ပလာတောင်းခံထားလိုက်ပြီးအကုန်ဖြစ်စီပေးလိုက်တာကြောင့်ကျင်းရရှန်လွင့်ထွက်သွားရပြန်ပါတယ်။ ထွက်ပြေးခွင့်မပေးခြင်းတို့ကမြေအောက်ထဲကနေလက်ကြီးတစ်ဖက်ထုတ်ယူရင်ဖမ်းချုပ်ဖို့ကြိုးစားလိုက်ပေမဲ့ကျန်းရင်ရှမ်းစီမှာလည်းအသက်ကြီးရတနာရှိနေလို့လွတ်တင်ငါးတွေပူကြီးသွားခဲ့ရပါတော့တယ်။ဒုမီတာစုကိုရန်တော်နှစ်ယောက်လွမြောက်လာနိုင်ခဲ့ပေမဲ့အတွင်းတန်ရာထိခိုက်နေပြီဖြစ်လို့ရဲကျန်းဆိုတဲ့ကောင်ကလူတွေကိုလှည့်စားခြင်းလို့စွမ်းအားဖုံးကွယ်ထားခဲ့တာဖြစ်ရမယ်ဆိုပြီးစကားသံတွေတုံလုံးနေကြရပါတယ်။အဲ့ဒီနောက်ရဲကျန်းစီဆုံချွဲရောက်ရှိလာပြီးတော်တုံးချောင်းကိုတယောက်ထဲတင်ထားရင်အန်ဒီယ်များတယ်ဆိုပြီးခွဲဝေတင်ဖို့ပြောလာတော့အစင်းမြင့်ထားတဲ့သူကြီးလည်းဗာပြန်ပြောရမလဲမသိဖြစ်သွားရပါဘူး။ ီအချိန်ကောင်းကင်ထက်မှစုံမိသားစုအိမ်တော်ရဲ့အကူအညီတောင်းဆိုတဲ့အမတ်အသားထွက်ပေါ်လာခဲ့လို့ဆုံချွဲကိုသူတို့စီတော်ကူညီခိုင်းလိုက်ပြီးကျန်တဲ့တော်တွေကိုသူဆက်ရှာထားလိုက်မယ်။သူရဲ့ခြင်းစဉ်ကတော့ရဲ့အရှိန်အဝါကိုဖုံးဖိပေးထားနိုင်တယ်ဆိုပြီးဂျင်းထည့်ပေးလိုက်ပါတယ်။ဆုံချွဲကအထွန်းတက်ချင်သေးပေမဲ့စုံမိသားစုကိုရန်တော်တွေရေချမ်းပြောသလိုလှုပ်ကြဆိုပြီးဆုံချင်းဝန်ကလမ်းအမိတ်ပေးလိုက်တာကြောင့်ပထမတော့ရှိတဲ့ဘက်ကိုလူတိုင်းသွားလိုက်ကြပါတယ်။ လူတိုင်းထွက်သွားကြပြီးတယောက်ထဲကြံနေခဲ့တဲ့အချိန်မှာတော့ဆရာတူညီလေးရဲ့ကြံတော့သုံးချောင်းလုံးကိုတယောက်ထဲမောင်းပိုင်စီးထားရတဲ့အာဂတတိကိုအရန်လေးစားမိကြောင်းအခန်းအောင်ကျင့်ကြံနေတုန်းကရဲကြံတရင်တွေကိုအဆက်မပြတ်ကြားခဲ့ရကြောင်းပြောရင်ဒီနေရာကြီးမှာကျင့်ကြံမှုအမြင့်ဆုံးဖြစ်တဲ့ရှောင်းချင်းတယောက်စိတ်ဝင်စားမှုအပြည့်နဲ့ထွက်ပေါ်လာခဲ့ပါတော့တယ်။ရှောင်းချင်းကအမြူတီအဆင့်ကိုခြေလန်းတဝက်ရောက်ရှိနေပြီဖြစ်လို့ကိုတော်ပိုင်အနေနဲ့ဆယ်ကောင်မြောက်ဘလူးခန္ဓာပုံရိပ်ကိုမစင့်ခွန်နိုင်ဘူးဆိုရင်အနိုင်ရနိုင်ခြင်းမရှိပါဘူး။ ဒီအချိန်မှာပဲငါးခုမြောက်တော့ထပ်မံထွက်ပေါ်လာပြီဖြစ်လို့ကိုတော်ပိုင်လည်းရွေးချယ်စရာမရှိတော့ဘူးဆိုပြီးသူ့နားကက်လာတဲ့တော့ကိုအမြန်ဖမ်းယူပြစ်လိုက်တဲ့အခါရှောင်းချင်းကကြားဖြတ်တာစီးလိုက်ပေမဲ့ကိုတော်ပိုင်ကတော့စီကနေထွက်လာတဲ့မဒီငိမ့်တဲ့ဆွမ်းအားတွေကိုကာကွယ်မှုအဖြစ်အသုံးပြုသွားခဲ့တာကြောင့်ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ဒါကိုမြင်တော့ညဏ်ညဏ်နဲ့မြားလိုက်တဲ့ကောင်စိတ်ဝင်စားဖို့ကောင်းလိုက်တာဆိုပြီးရှောင်းချင်းလည်းကောက်ချစ်စွာပြုံးလိုက်ရင်သူ့နောက်လိုက်သွားလိုက်ပါတော့တယ်။နမေကြီးနေတဲ့သူကအခုလိုထွက်ပြေးနေတာသွေးကိုင်းကိုတိတ်ခါကြဆင်းစေတယ်ဆိုပြီးရှောင်းချင်းကအေးရအေးချောင်းပြောတော့ ရှေ့ပြင်းနေတဲ့ရဲ့ကြံလဲသွေးကိုင်းကိစ္စက "तू နဲ့ပါဆိုင်လို့လဲ"ဆိုပြီးစိတ်ထဲကပြန်ပြောပြစ်လိုက်ပါတယ်။ရဲ့ကြံမြန်တုံးကအုံမြင့်တိဆောက်ချင်းအလဲဆင်းကျင်ကြံသူထက်အများကြီးပုံမြန်နေတာကြောင့်ရှောင်းချင်းလဲစကားတွေပြောမနေတော့ပဲအချိန်ထက်မြင့်လိုက်တဲ့အချိန်တော့တချောင်းထက်မှန်ထွက်ပေါ်လာခဲ့တာကြောင့်ကိုတော့ပိုင်လဲချက်ချင်းဖမ်းယူပြစ်လိုက်ပါတယ်။ပုံရိပ်ရောင်သွေးဘလူးကြီးကိုလည်းရှစ်ကောင်မြောက်ထိအစင်းမြင့်တင်လိုက်နိုင်ပေမဲ့စွမ်းအားတွေပိုရှန်လွန်းနေတာကြောင့်ခန္ဓာကိုယ်တစ်ခုလုံးတဖြည်းဖြည်းအကွဲလာခဲ့ရတာမို့ရှောင်းချင်းစီပြေးဝင်တိုက်ခိုက်ရင်ချိန်သာကြိုက်အောင်ပြုလုပ်လိုက်ရပါတော့တယ်။ ရှောင်းချင်းကတော့ရဲကျန်းဟာစွမ်းအားဖုံးကွယ်ထားခဲ့တယ်လို့မှတ်ယူပြီးဒါပြက်များစွာကိုထိန်ချုပ်တိုက်ခိုက်လိုက်တယ်လို့ကိုတော်ပိုင်ကလက်ပလာတာစီထားရင်စွန့်ထုတ်လိုက်တဲ့သွေးချီစွမ်းတွေကိုလည်းပြန်လဲပြစ်ခတ်လိုက်ပါတယ်။ဒါပေမဲ့စွမ်းအားတွေပိုရှယ်နေသေးတာကြောင့်ရှောင်းချင်းကိုထင်းတလောက်အစွမ်းမထက်ပါဘူးဆိုပြီးရန်စပြောဆိုလိုက်ကဒေါသထွက်သွားသူစီကနေခုတ်ပိုင်းလာတဲ့ဓာချက်ကိုသွေးဓာချင်းပြန်တာစီပေးလိုက်ပြန်ပါတယ်။ပောက်ကွဲမှုပြီးချိန်မှာတော့နှစ်ဖက်လုံးနောက်ဆုတ်လိုက်ရပြီးရဲကျန်းကထက်လာခိုင်းလိုက်ပေမဲ့ရှောင်းချင်းကတိတ်ဆိတ်သွားခဲ့ရပါပြီ။ အကြောင်းကတော့ရဲချမ်းကစွမ်းအားတွေနဲ့ဆိုင်နေတယ်လို့သူ့ဘေးမှာလည်းအစွမ်းထက်သူတယောက်ထက်မှန်ပုံအောင်နေတာကြောင့်တခင်မလေးရဲ့အစီအစဉ်ကိုဖျက်ဆီးမိတယ်လို့ဖြစ်သွားနိုင်တယ်ဆိုပြီးနောက်ဆုတ်ဖို့သာရွေးချယ်လိုက်ပါတော့တယ်။ရှောင်းချင်းထွက်သွားတဲ့အခါကိုယောင်ဖြောင်းနေတဲ့စုံချမ်းကိုလည်းသူအစောကြီးတဲကရိပ်မိပြီးသားဖြစ်လို့ထွက်လာခိုင်းလိုက်ပါတယ်။ရဲချမ်းဟာတော့သုံးချောင်းလုံးတင်းစီထားသူဖြစ်ပြီးဒံရလဲရရှိနေပြန်တာကြောင့်အနီးကပ်ဆောင်းလျှောက်ပေးခြင်းကြောင့်ပြောလာတော့နောက်တော့တချောင်းထွက်ပေါ်လာရင်အကိုစုံချမ်းတွားယူလိုက်ပါဆိုပြီးကိုတော်ပိုင်ကဒံသဘောတူပေးလိုက်ပါတယ်။ အကြောင်းကတော့ဒီနေမြေကြီးထဲမှာတော့မရရှိသူတွေကဒီဖို့တလန်းတာရှိတယ်လို့တော့တွေအကုန်လုံးစုပ်ယူပြစ်လိုက်မယ်ဆိုရင်လဲစုံချင်းဝန်နဲ့ပြဿနာဖြစ်သွားနိုင်ပါတယ်။နောက်တော့ကိုစောင့်နေကြရင်ရဲချမ်းကဒံရပြန်လဲကူးတာနေခဲ့တယ်လို့စုံချမ်းကလည်းတေးချစောင့်ချက်ပေးနေခဲ့ပြီးပထမတော့တိုက်ပွဲကလည်းအရှိန်ဟုန်ပြင်းထန်နေလျက်ရှိပါတယ်။လောင်းလျာနှစ်ယောက်မှဆိုရင်စုံချင်းဝန်ကအေးတာသူဖြစ်နေခဲ့ပြီးတူရွှေမေကိုဖမ်းဆီးလိုက်နိုင်တာကြောင့်တစ်ဖက်ကလည်းအကာအကွယ်ရတနာတစ်ခုနဲ့အမြန်ဖောက်ထွက်ပြစ်လိုက်ရပါပြီ။ ဒီအချိန်ပြိုကျပျက်စီးသွားတဲ့တိုင်လုံးတစ်ခုအတွင်းကနေခုနှစ်ချောင်းမြောက်တော့ပေါ်ထွက်လာပြီဖြစ်တာကြောင့်စုံချန်းကပြောထားတဲ့အတိုင်းဂရိတီခိုင်းလိုက်တော့ယောက်ျားစကားဆိုတာရွှေထက်တန်ဖိုးကြီးတဲ့ဆိုပြီးတော့ထွက်လာရင်မြင်မြန်ဖမ်းယူခိုင်းလိုက်ပါတယ်အပြောလုံးနေတဲ့စုံချန်းကတော့သတိပေးစကားကိုပေါ်ပေါ်တန်တန်သဘောထားလိုက်ပြီးထွက်လာတဲ့တော့ကိုဖမ်းယူဖို့လှုပ်လိုက်ပေမဲ့သူ့ထက်မြင်တဲ့တော့ကကိုတော်ပိုင်စီပြေးဝင်သွားခဲ့တာကြောင့်ပြေတနာတက်ပြန်ပြီးဟာဆိုပြီးအမြန်တားဆီးလိုက်တာတော့မိနိုင်ခြင်းမရှိခဲ့တော့ပါဘူး ဒီအချိန်မှာတော့ရေကျန်းကတော့တွေတင်းယူနေတာမဟုတ်ပဲစုတ်ယူဝါမျိုးနေတာဖြစ်မှန်းစုံကျန်းနားလဲသွားပြီဖြစ်လို့တစ္ဆာဖောက်ကောင်ဆိုပြီးဒေါသထွက်စွာတိုက်ခိုက်လာပေမဲ့စွမ်းအားကွာခြားလွန်းနေလို့တကွက်အတွင်အမောက်တိတ်ခံလိုက်ရပါတယ်တဖက်မှာလည်းပထမဆုံးတော့ကိုစုံချွဲတို့တင်းယူလိုက်နိုင်ကြပေမဲ့လက်ထဲကနေရုံထွက်သွားခဲ့ပြီးတွားနေတဲ့ဥတီချက်ကကိုတော့ပိုင်ရှိတဲ့စီကိုဖြစ်လို့စုံမျိုးနွယ်တွေလည်းမော်ပန်းကြီးစွာလိုက်ဖမ်းကြရပြန်ပါတယ် သူတက်ရှင်မဲလန်းကိုဖြက်စီးပစ်လိုက်လို့ဆိုပြီးစုံကြမ်းတယောက်ယူသွစွာတိုက်ခိုက်နေခဲ့တယ်လို့ကိုတော်ပိုင်ကလည်းသူလုံးချင်လို့မဟုတ်ကြောင်းတေချာရှင်းပြနေခဲ့ပေမဲ့ကြမ်းကျုပ်လွန်တဲ့တိုက်ခိုက်မှုတွေကြောင့်ဒေါသထွက်လာခဲ့ရပါတော့တယ်။သွေးတက်ဖြက်သူလောကကျင့်စဉ်ကိုအပြည့်အဝထုတ်သုံးလိုက်ပြီးအားကုန်ရိုက်ပစ်လိုက်တဲ့အခါမှာတော့ဒီနေရာကြီးတစ်ခုလုံးပောက်ကွဲပျက်စီးသွားခဲ့ကစုံကြမ်းတယောက်လည်းသွေးအံလွင်ထွက်သွားခဲ့ရပါတယ်။ ဆုံချန်းကသူ့ကိုနှုတ်မပိတ်ဘူးဆိုရင်လူတိုင်းကိုအတိပေးလိုက်မယ်ဆိုကချိန်ချောက်လိုက်ပေမဲ့ကိုတော့ပိုင်ကဓာတ်ကိုဘေးထိုးဆိုင်လိုက်ပြီးအခုလိုလွတ်ပေးလိုက်တာကသူမတက်ရဲလို့မဟုတ်ပဲကိုလူအချင်းချင်းတက်ဖြတ်တာမျိုးမလုပ်ချင်ုံသာဖြစ်ကြောင်းသတိပေးလိုက်ပါတယ်။ဒီအချိန်ဆုံချွဲလိုက်ဖမ်းနေတဲ့ပထမမြောက်တော့ကရဲကျန်းစီပြေးဝင်လာနေတဲ့အတွက်ဆုံချန်းကရဲကျန်းဆိုတဲ့ကောင်ငါတို့အကုန်လုံးကိုဂျင်းထည့်ထားတာဆိုပြီးဝင်ရောက်ဖမ်းယူလိုက်ပေမဲ့ဘသူမှတားဆီးနိုင်ခြင်းမရှိကြပဲကိုတော့ပိုင်မျက်ခုံးနှစ်ခုကြားတဲ့ဝင်ရောက်ပျောက်ကွယ်သွားခဲ့ပါတော့တယ်။